ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပလော်လင်းမှာတော့စန္ဒရှင်ချိုက်ထီယိုဇီရောမြတ်ကြီးကိုတဝါကြီးဖူရမှာဖြစ်ပြီးတော့ဖះကြီးရဲ့တမန်ရဲ့ပြီးတော့စန္ဒရှင်ချိုက်ထီယိုဇီရောမြတ်ကြီးရဲ့ပဝင်းချင်းမှာရှိတဲ့တောတောင်ရင်းမြေရှုခင်းနေရဲ့အလှကိုဖြန်ဆားရမှာဖြစ်ပါတယ်ရှင်ကျမတို့ကဒီခီးစင်လေးကိုရန်ကုန်မြို့ကနေပြီးတော့မနက်6နာရီလောက်မှစထွက်ပြီးတော့ချိုက်ထီယိုဇီရောမြတ်ကြီးစီကိုတော့ မနက်စင်းနိုင်ခွဲလောက်မှရောက်ပါတယ်။အနမ်းမှနားရရဲ့ရောင်ခါရှိခေအနေငယ်ဆောင်ရတဲ့အချိန်မှအပါဝင်ဖြစ်ပါရဲ့ရှင်။စိတ်ချရစီရောမြင်ချင်မှာမနက်အာရုံစုံဆိုလို့ရှိရင်စောနောက်လို့ရပါတယ်။အဲဒီဖျားကြီးရဲ့အနီးနောင်ဝခြင်းကရွာရီပေါ့နော်။ဘုန်းကြီးเจ้าနေကနေပြီးတော့ဆရာတော်တွေကကြွပြီးတော့စောခတ်ပါတယ်။အဲတော့ ဆောင်းလောင်းလို့ရပါတယ်။ The Mountain Top Hotel ရှိမှာဇွန်ခန္ဓာဖြစ်ပါတယ်။တကယ်လို့ကိုတဲရာကအော်ရိုးရိုးလေးလိုပတ်ပေါ့နော်။ဖျားရင်ပြင်းတော့လည်းနေရဆိုရင်တော့ဒီဘက်ကိုထွက်ပြီးလောင်းရမှာပေါ့နော်။အားကျမလည်းဇွန်တော့လောင်းပြီးတော့ကုသိုလ်ယူခဲ့ပါတယ်။ဒါကတော့ကျမတို့ရောက်ပြီးနောက်ဒီနေ့မနက်စောစောဆက်ချီယိုစီရောမြင်ကြည့်ပေါ့။တခါထပ်ပူတာပေါ့နော်။ ီတစ်ခါတော့ဖျားသွားတဲ့လမ်းမှာအာဒေါက်တာရှူကင်းလေးကြီးကြီးပဲပဝန်းကျင်ကိုလေ့လာပြီးတော့ဖြည်းဖြည်းပဲတောင်ပေါ်တက်ခဲ့ပါတယ်။ကျမတို့တဲ့ mountain top ကိုတော့လည်းဖျားကြီးနဲ့ဟာ7မိနစ်လောက်တော့သွားရပါတယ်။အဲတော့လမ်းကြီးမှာမောလာတဲ့အခါကျရင်ခဏလေးနားပြီးတော့တဘာဝပဝန်းကျင်အရာတာကိုပြပြပေါ်ပါခံစားလို့ရပါတယ်ရှင်။ ှုခင်းနေတာအရင်ပဲရှင်သက်စုမော်ပဲကောင်းပါတယ်။ခေးသွားတယ်ဆိုလို့ရှိရင်လမ်းခေးမှာတစ်ထောင်နာပြီးတော့ဒီရှုခင်းရဲ့အလာတွေကိုရှင်နေရောက်တဲ့အချိန်ပြေဝခံစားရတာလေခေးသွားခြင်းအနှစ်သာရတစ်ခုပါပဲရှင်။အခုကတော့တောင်မို့ဖျားကြီးရင်ပြတော်မို့ဆက်သွားနေပြီပေါ့နော်။ဒီလမ်းခေးတစ်ချောင်းမှာလည်းပေါလောင်တောင်ရဲ့အလာကို မြင်ရတာရောတန်လွင်မြင့်ကြီးရဲ့နောက်မြင်ရတာလေအမတန်ရင်သက်ရှူဖို့ပဲကောင်းလာပါတယ်မနေ့ကရာသီဥတုအေးအေးလေးမှာကုတူယူဖို့တောင်းမို့ဖြည်းဖြည်းချင်းလျှောက်သွားရတာလေပီတိဖြစ်ရပါတယ် ဒီ Chatio Zero မြကြီးဟာမြန်မာနိုင်ငံတလွားမှာမကဘဲနဲ့ကမ္ဘာနိုင်ငံတွေမှာပါထင်ရှားကြကြတဲ့ Zero မြကြီးဖြစ်ပါတယ်။ဖျားကြီးဟာရေသေးဥကောင်းနဲ့တူတဲ့ကြောက်လုံးကြီးပေါ်မှာ Zero တည်ထားတာဖြစ်ပြီးတော့ထူးဆန်းဖွယ်ရဖြစ်ပါတယ်ရှင်။ Channel ရှင် Chatio Zero မြကြီးဟာမော်ပြည်နယ်စိုက်ထူခိုင်စိုက်ထူမြို့နယ်မှာရှိပြီးတော့ဘောင်လောင်တောင်ထိပ်အမြင့်ပင်3635မှာရှိပါတယ်။ စိုက်ထုံမျိုးကနေဆိုရင်တော့16မိုင်လောက်กว่าဝင်มาတရှိတာပေါ့เนาะသာတော့ဘုရားကိုသွားတဲ့လမ်းတစ်လျှောက်မှာမြင်ရတဲ့ရှင်ရဲ့ညီကိုမြင်မော်ရင်ဘုရားရဲ့တမန်เจ้าကိုလည်းကျွန်မတွေးမိနေမိပါတယ် မန်းသားကိုပြောမယ်ဆိုရင်တော့မဟာတက်ကရတရား၁၁ခုနှစ်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသူနာဘုမီတထဝကြွရဲဆိုတဲ့အကြောင်းအနေစာအမှာပုံနော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမဇိမဒေတာမှာတရင်သုံးနာဖြစ်ပေမဲ့ကျမတို့မြန်မာပြည်ပေါ့နော်သူနာဘုမီတထဝပတ်တည်းဒီမြန်မာပြည်တနတ်တရားမှာရှိတဲ့နေရာတွေကိုဒေတာစာရေးကြွချီတော်မူခဲ့တယ်ဆိုရဲ့ တမိုင်းချောင်းတွေကျမတို့အများကြီးလေ့လာရတာပေါ့နော်။ဂျက်ချီယိုစီရောမြေကြီးကဘလို့စပြီးတော့ဒီတီထားကိုဖွဲ့ခဲ့ရတယ်ဆိုလို့ရှိရင်တော့လက်ဆောင်ပြင်ရှင်ကရောမြေကြီးဒေတာဆိုင်ကျွားရှိတော်မူရတဲ့အချိန်မှာဇွဲကမင်တောင်မှာနေတဲ့တီဟာရတိရဲ့ဇင်ဆိုင်တောင်မှာနေတဲ့ဒေတာရတိရဲ့ဟိုလက်ဆောင်ပြင်ရှင်ကရောမြေကြီးကဆန်တော်နှစ်ဆူစီချင်းမြင့်ခဲ့တယ်လို့သိရတာပေါ့နော်။အဲ့မှာ တီဟာရတင်ကြီးကလက်ဆွဲကပင်တောင်ရင်စင်ကြိုက်တောင်ရင်မှာသူမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဆီအားနေပြီးတော့ရခဲ့တဲ့ဆန်တော်မျိုးကိုတဆူစီဌာပနာပြီးတော့တီထားပုတ်ခွဲခဲ့တယ်။သူတို့နှစ်ပါးကိုဆန်တော်မျိုးစီပေးပြီးတဲ့အပြင်ကေလာတရတင်ကြီးမှလည်းဆန်တော်တဆူရှိနေခဲ့တယ်။ကေလာတရတင်ကြီးစုတိကွယ်လွန်သွားတော့ရတင်ကြီးရဲ့စံချက်တွင်မှာဆန်တော်တဆူကို တိတ်တရတိကြီးရပဲညာလေတင်းဆဲပြီးတော့သူ့မှာရှိတဲ့ဇန်နော်2ဆူနဲ့ပေါင်းပြီးစုစုပေါင်းဇန်နော်3ဆူဒီတိတ်တရတိကြီးရဲ့ဦးကောင်းစံချစ်ကြောင့်မှထားရှိပြီးတော့ရောက်ကိုကြတာပေါ့နော်ရတိရသူ့ရဲ့ကောင်းမှာစံချစ်ထားတဲ့အဲ့လိုနဲ့မဟာတက်ကရတရား38ခုနှစ်ကိုရောက်လာတော့တိတ်တရတိကြီးကဦးလမ်းလာပြီးတော့ သူရဲ့စံချက်ကြောင့်မှကိုးခွဲထားတဲ့ဇန်တော်သုံးစုကိုစေတီတော်တင်မယ်ဆိုတဲ့အကြံကိုတရားမင်းအသည့်ရှိရှိပြီးသူနာဘူးပြင်းရှင်ဒေတာဓမ္မတိခရာစာမင်းနဲ့တိုင်မင်းနဲ့တိုင်မင်းပြီးတော့ဒီဒေတာရဲ့တည်ခြင်းရဲ့ဦးကောင်းနဲ့တူတဲ့ဇာတုံးထက်မှာစေတီတော်ကိုစတဲ့တိထားကိုးခွဲခဲ့တာဖြစ်ပါတယ်တရားမင်းနဲ့တထုံပြည့်ရှင်မင်းကြီးတို့စပြီးတော့စီရီတော်ကိုတဲထားကိုပဲတော့ကညံတော်က၃000 တမိုက်ရှိပါရဲ့ရှင်ဖျားကြီးကိုစတဲ့တီထားကိုခွင့်စင်ကယတိဥပေါင်းနဲ့ရွက်ထားတဲ့ဖျားစိုက်ဤဒီလို့ခေါ်တွင်နေပြီးတော့အခုခါတော့စိုက်သေးဦးဖျားလို့အမည်ပြောင်းလဲ တွင်လာတာဖြစ်ပါတယ်ရှင်။နည်းအစင်းစင်းပြုတ်ပြင်းမှမှန်လာလိုက်တာဂျာတီယိုဇီရိုမြကြီးရဲ့လက်ရှိရန်တော်ကတော့22ပြည်နားလည်မှရှိပါတယ်။နံပါတ်ကြောင့်မျိုးစားကြောက်လုံးတော်ကြီးပေါ်မှာတည်ထားကုပွင့်ထားတာဖြစ်ပါတယ်ရှင်။ကြောက်လုံးတော်ကြီးကလုံးပတ်84ပြည်အမြင့်22ပြည်အလေးချိန်613.45ရက်ရှိပြီးတော့ တောင်ဆွေမှာထိုးထွက်နေတဲ့ကြောက်တိုင်ပေါ်မှာကြောက်ထဲကိုငါးပေခန့်အစွန်းထွက်ရက်ရှောကြလူကလည်းအံအောဖွယ်ရာတည်ရှိနေတာဖြစ်ပါရဲ့ရှင်။ကြောက်လုံးတော်ကြီးနဲ့ကြောက်တိုင်ထိပ်ကိုထိဆက်မှုကခုနှစ်သက်သမ65စတူရန်ပေဒါတည်ရှိတာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ကဘာတဝမ်းကနေပြီးတော့ရတီဥစီရောမြကြီးကိုတအံ့တအုံးနဲ့လာရောက်ပူးမြော်နေရတာလည်းဖြစ်ပါရဲ့။ကျမတို့ နိုင်ငံသူနိုင်ငံသားတွေအားလည်းဒီဖျားကြီးရဲ့တကူတော်ကိုကြီးညိုကြီးညိုတက်ွယ်ွယ်ကောင်းလာတဲ့စိုက်တီယုစီတော်မြတ်ကြီးရဲ့တရေတော်ကိုလည်းဘုမခဘလော့ကိုကြည်ရင်နဲ့တဝါကြီးဥမျောကြပါအောင်ရှင် က်တီယိုမြတ်စွာဘုရားရှင်ကရောမြကြီးကိုသွားဖို့မယ်ဆိုလို့ရှိရင်ဘုရားဖူးပြတဲ့အချိန်မှာဘေးပတ်ဝန်းကျင်မှာလေပတ်ဖူးမြော်စရာထင်ရှားတဲ့နေရာလေးတွေလည်းရှိပါသေးတယ်။အဲသွားရောက်ဖူးမြော်တဲ့နေရာတွေကတော့မောက်ဆိုးတောင်ဘုရားကြောက်ထက်ကြီးဘုရားကြီးကံပါဇက်ကြောက်တောင်နဲ့ကြီးကံပါဇက်ကူနောက်ပြီးအပန်းဖြေဖို့အတွက်ရေရကွန်တောင်စခန်းစသဖြင့် ်နာမည်ကြီးနာမည်ကျော်ကြားတဲ့ထင်ရှားတဲ့နေရာတွေအများကြီးရှိပါတယ်။ဒါ့အပြင်ပေါင်းဝင်ခြင်းမှာလည်းစွန်တောင်းဝိဇာတန်တန်းစင်ချန်တောင်းရတိတောင်းစသဖြင့်တောင်မြေများကြီးလည်းရှိသေးတာမို့လို့အခြေအနေများရတယ်ဆိုလို့ရှိရင်စိုက်ချီယူစီရုံကြီးရဲ့ပေါင်းဝင်ခြင်းမှာရှိတဲ့တောတောင်ရင်းမြေရှုခင်းတွေကိုလည်းခန်းစားရင် ေတန္တရဘုမှုတ္တရာအောင်တွားရောက်လေပတ်ပြီးတော့ဘုရားရှင်ဖုံးပြတင်ပါတယ် ဆန္ဒရှင်ဂျက်တီယိုစီရောမြကြီးရဲ့တမိုင်းချောင်းကိုစဉ်စားရင်းနဲ့ရှာလာလိုက်တာခုတော့ကျမတို့လည်းဂျီဒီတော်ကြီးရဲ့ရင်မြင်တော်ကိုရောက်ပါပြီဂျီဒီတော်ရဲ့ရင်မြင်တော်ကိုရောက်ပြီဆိုတော့ဖျားကြီးကိုတဝါပို့ပြီးတော့ပဋ္ဌာန်းထေသနာတော်မြကြီးနဲ့ပူဇော်လိုက်ပါအောင်မယ်ရှင်ဘဝင်ကျမရှိတဲ့မျက်မျက်နှာကောင်းတွေကိုလည်းမြတ်တော်ပို့အမြပေးဝင်ပြီးတော့ပြုခဲ့သမျှကုသိုလ်ကောင်းမှုကိုခုမောကဩမခဘလောက်ကြီးနေတဲ့ မိတ်ဆွေအားလုံးလည်းထွက်တူရစေဖို့မျက်မျက်တော်ဖို့ဆုတောင်းပေးပါရရှင် Thank you ရားလဲတဝါကြီးဖူပြီးပြီမို့အတော်ခဏပြန်လာလိုက်ပါအောင်မရှင်ညနေချင်းမှာညစွာဖျားချင်းကရောမြကြီးကိုပန်းရင်ချင်းစင်ပြီးတော့စက္ကပ်လူရန်ပြီးတဝါကြီးဖုံမျောလို့ရအောင်လေမှတ်တမ်းတင်ပေးထားပါတယ်ရှင် စံတော်ရှင်ချန်ပီယံစီရီကိုလာပို့တဲ့အချိန်ကတစောင်းမိုးလာပြင်းနေမတိုင်းခင်ပေါ့နော်။လာပြေကန်နေချိန်။အကျွမ်းတို့လိုပဲအေးအေးချမ်းချမ်းရာယူပူဇင်းနေအေးချမ်းချမ်းပဋ္ဌာန်းနေပူဇော်ခြင်းနေစွန်နေကတ်ခြင်းနေပေါ့နော်။ဒါလို့ရှိရင်ပတ်ဝန်းကျင်မှာလည်းလူသူရှင်းရှင်းလေးနဲ့တဘာဝနာတရားတွေကိုအေးအေးဆေးဆေးခံစားခြင်းနေဆိုလို့ရှိရင်တော့ဝီဒေးတွေမှာလာရောက်ပုံပြောဖို့ 啊，将军，将军，马瑞雪。 မတို့မမခဘလော့ရဲ့ Zetio Solution Zero မြင့်ကြီးတွားရောက်ပူမျောတဲ့ blog လေးကိုကြည့်ရှုခံစားရတာစိတ်ရငြိမ်းချမ်းသာနေလေပြည့်စုံမယ်လို့မျောလင့်ပါတယ်ရှင်။ဘုဒ္ဓတာတွေလည်းရရှိမယ်လို့မျောလင့်ပါတယ်ရှင်။ကြည့်ရှုသူအားလုံးကိုစိတ်နှပြချမ်းမမစွာနဲ့တတိယ0မြတ်ကြီးကို ုမျောနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီညမှာပဲပလော်လေးကိုနားပြစေရှင်။နောက်ပြီးတော့ကျမတို့တွေဘယ်ခီးတွေကိုတွားအောင်မလဲ၊ဘယ်ပြားတွေကိုပူအောင်မလဲဆိုတာလေစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။